တရချောင်းမြို့နယ်ကြောင်းလီကာရွာဘက်မှာစစ်နာရှင်တပ်စစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးအရက်သားနေအိတ်တချို့မိရှုခံရရလို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကတရားပါတယ်။စစ်တေမာက29ရက်နေ့မနက်ပိုင်းမှာအုတ်တူရွာကတဆင်အင်းပြားရွာနဲ့ကြောင်းလီကာရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်နာရှင်တပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့နှစ်ဖက်တိုက်တိုက်ပွဲဖြစ်နေတာပါ။ဒီကနေ့မနေ့ပိုင်းထီလဲပြက်ခတ်တန်တွေကြားနေရဆဲဖြစ်တယ်လို့စုံဖျားရွာကအမျိုးသမီးတအူကအဆိုပါတယ် အလာဒူကြောင်းလီကရွာနဲ့အပြားရွာဘက်ကလည်းနှစ်ဖက်ပြစ်ခတ်တံတွေကြားနေရပြီးအုတ်တူရွာဘက်ကလည်းလက်နေချင်းနဲ့ပြစ်နေလို့ဆက်ပြီးရှောင်နေတဲ့အုတ်တူဒေသခံတွေစီကတီးရပါတယ်။နှစ်ဖက်တိုက်ပွဲနဲ့နေအိမ်မီရှုခံရတဲ့အခြေအနေတွေကိုတော့ဒရဝက်ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တရက်ချောင်းမျိုးဘက်ကအင်အားထပ်ဖြစ်ဖို့နောက်ထပ်ဆက်နက်ရှိတပ်သားတွေလာနေတယ်လို့တင်ရတဲ့အတွက်မဲနဲ့အိုးအုတ်တူတင်ကျော်ရန်တောင်စောဖျားအင်းပြား ကြောင်လေကကင်းရှိစားတဲ့အနီးဝချင်းကဒေတာခန့်တွေရွာလုံးကျောနေပါထွက်ပြေးနေကြတယ်လို့ဒေတာခန့်တွေစီကသိရပါဗျ။ဆက်နာရှိတဲ့ဆက်ကြောင်ဟာအော်ဂတ်လနဲ့စတေပါလာထဲတရချောင်းမျိုးဘက်ကရွာတွေမှာနေအိမ်တွေမိရှုဖြစ်စီတာအရက်သားတွေကိုလူသားတိုင်းတစ်ဖွဲ့ဖမ်းစီတာတပ်ဖြတ်တာဒေတာခန့်တွေရဲ့ဖုံးရွှေငွေကြေးစိုင်းကန်နဲ့အိမ်ထောင်ပြိပော့ကပစ္စည်းတွေကိုလည်းယူဆောင်သွားခဲ့ကြသေးတယ်လို့သိရပါဗျ။